မနလေးတိုင်းဒေသကြီးကုမဲမြို့နေကိုဗဟုပြု၍ပြင်းအားငါတသမနှစ်အစဉ်ဖြင့်ငလင်နှုတ်ခတ်မင်္ဂလာပါအော်ဒီယိုပိုင်းဆောင်းနိုင်မှကြိုးစားပါတယ်ယခုတစ်ခါမှာတော့၁၉ရက်၅လ၂၀25ရက်နေ့ည10နာရီ24မိနစ်ချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလင်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာ၁၉ရက်၅လ၂၀25ရက်နေ့ည10နာရီ24မိနစ်အချိန်မနလေးတိုင်းကုမဲနီး နေရောင်းအနက်22မိုင်ကိုဗဟိုပြု၍မဂနီကျူ5.2အဆင့်နဲ့အင်အားအသင့်တင့်ပြင်းထန်သောငလျင်လှောက်ခတ်ခဲ့ပါတယ်။အဆိုပါငလျင်လှောက်ခတ်မှုဟာ28ရက်3လ2025ရက်နေ့ကမန္တလေးငလျင်ကြီးနောက်ပိုင်းလှုပ်တဲ့ငလျင်တွေထဲမှာအချိန်ကြာဆုံးနဲ့အကြမ်းဆုံးဖြစ်ပါတယ်။ဒါပေမဲ့လို့23ရက်4လ2025ရက်နေ့နနက်7:56မိနစ်ချိန်မှာလဲအဆိုပါပြင်းရနဲ့အတူတူလောက်ရှိတဲ့ ကနေကျ5.2အဆင့်ရှိသောငလျင်လှောက်ခတ်ခဲ့ပါသေးတယ်။ဂျမန်နေညာကငလျင်လှောက်ခတ်မှုကိုစကိုင်းမန္တလေးပြင်ဦးလွင် တောင်ကြီးကလောရမဲသိန်းမိထီလာစတဲ့မြို့တွေမှာလည်းငလျင်ပြင်းအားကိုတိတိတတ်တတ်ခံစားခဲ့ရပါတယ်။မန္တလေးစကိုင်းနေပြည်သူများကတော့ထိုင်းလန်းစွာနဲ့အိမ်ထဲရထွက်ပြေးကြရပြီ။ညတော်တော်နဲ့တဲ့အထိအဲ့လိုမရကြတော့ပါဘူး။ဒီညငလျင်ကတော်တော်ကျန်းတယ်။အချိန်လည်းကြာတယ်။ အကုန်လုံးလန့်ပြီးလမ်းမပြေးစင်းကြတယ်။မန္တလေးမှပြည်သူတို့ကပြောကြားခြင်းဖြစ်ပါတယ်။အလားတူသကိုင်းမြို့ပေါ်မှပြည်သူများကယနေ့ည10:24မိနစ်ဝန်းကျင်အချိန်လောက်ခတ်သွားကလေးကြောင့်မြို့ပေါ်ရက်ွက်များတွင်မှပြည်သူတို့ချို့ပြေးထွက်လာကြကြောင်းပြောဆိုကြပါတယ်။တိုင်လုံးတိတ်ငနေဖြစ်တယ်လို့ခံစားရပြီးတော့ရက်ွက်ထဲကငလင်လောက်တယ်ဆိုတဲ့အော်ဇန်တွေကြားရတာပဲ။စကိုင်းမြို့နယ်ဇေယျကွက်တဲ့ရက်ွက်မှပြည်သူတို့ကပြောဆိုခြင်းဖြစ်ပါတယ်။ အစိုးရငလင်ပြင်းအားနဲ့ပတ်သက်ပြီး application အမျိုးမျိုးကစကေးအမျိုးမျိုးပြနေတာတွေ့ရပါတယ်။တချို့ application တွေကမကနေချု5.2တချို့က5.3ထိုင်းကထုတ်ပြန်ထားတဲ့သတင်းကမကနေချု5.7နဲ့ဘလိုပဲဖြစ်ဖြစ်ငလင်ကအတော်ပြင်းတာမို့အ ਨੇ ဆုံးမကနေချု5ကျော်မယ်လို့တော့ငလင်ဘာဝနေပြီဖြစ်တဲ့မန်လေးသူမန်ကလေးသားတွေကခံမှန်းမိသားပါ။ အစိုးရငလင်လောက်ခတ်မှုနဲ့ဆက်ဆက်ပြီး16ရက်5လ2025ရက်နေ့ည12:30မိနစ်ချိန်တနည်းအားဖြင့်16ရက်5လ2025ရက်နေ့နနက်30မိနစ်ချိန်ခန့်ကမန္တလေးတိုင်းဒေသကြီးမဟာအောင်မြို့နယ်စိန်မန်းရပ်ကွက်42လမ်းနဲ့89လမ်းတောင်ရှိအဘယာယာမရွှေကူကျောင်းတိုက်အတွင်းရှိငလင်းဘေးတင်ကက်ဆယ်ရေးစခန်းတွင် လုံးပတ်9ဘေခန့်အရှိ 40ပေကန်းရှိကောက်ကုတ်ပင်သည်ညနေခင်းကမိုးရွာသွန်းထားမှုကြောင့်ငလင်လှုပ်ပြီးနောက်ပိုင်းမှာ အမြစ်ကလန်၍လဲကြရာယာယီလူနေမိုးကတဲအိမ်ပေါ်သို့ပြိမိနေကြောင်းသတင်းရရှိသဖြင့်မဟာအောင်မြေမြို့နယ်မိသက်စခန်းမှရှားဖွေကဲဆယ်ရေးရင်တစီရနာပုံမိအနောက်အရန်မိသက်စခန်းမှရှားဖွေကဲဆယ်ရေးရင်တစီကောင်းအောင်မြေမိသက်စခန်းမှမိသက်ရေးတဲရင်တစီတရေမိသက်တပ်ဖွဲ့များအရန်မိသက်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်ကြားတဦးမှတဦးသေဆုံးကမိုးကောင်းရသလူမှုကွန်ရက်ရဲ့အတွင်းမှလူနာတရင်ဖြစ်မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။28ရက်3လ2025ရက်နေ့တွင်လှုပ်ခဲ့သောအင်အားပြင်းငလင်ကြောင်းမေလ16ရက်ထိသေဆုံးသူ3925ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ ျောက်ဆုံးသူ82ဦးရှိကြောင်းသိရပါတယ်။မြန်မာနိုင်ငံမိသားတစ်ဖက်နဲ့ပြည်တွင်းပြည်ပမှရှားဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များဟာလိုအပ်တဲ့ဒေတာများသို့အချိန်နဲ့တပြေးညီရှားဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီးအဆောက်အအုံများတွင်ဖိတ်မိနေသူများရှားဖွေကယ်ဆယ်ခဲ့ရာ မေလ16ရက်နေ့အသက်ရှင်သူ653ဦးကို ရှားဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီးသေဆုံးသူ800ဦးကိုရှားဖွေပေးနိုင်ခဲ့ကြောင်းသိရပါတယ်။ နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြာတွေဝေးကွာကြပါစေဗျာ